ဟယ်လိုအားလုံးပဲမိင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်နဲ့ဘရိုက်တန်တို့ရဲ့ပွဲစဉ်အပီကစားမားတွေရဲ့ player rating ပေါ့လေဆိုတော့ဒါတော်တော်များများလဲ rating တွေပါတွေပေးပြီးကြပြီကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့ဒါ rating လေးကျွန်တော်လုတ်ကြည့်ရအောင်เนาะကျွန်တော်တို့ဒါ website ကတော့ဒါအကုန်လုံးဒါအစင်းင်းဖြစ်နေပြီပေါ့เนาะဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ website ကိုကျွန်တော်တကယ်ပြန်ပြီးတော့အလုပ်လုပ်လို့ရအောင်ကျွန်တော်လုပ်နေတာအခုလဲကြီးကျွန်တော်ဒါအဓိကတော့ကျွန်တော် rating တွေပေါ့ဗျာအခုလဲကြီး rating တွေကျွန်တော်ရပြီဆိုတော့ကြည့်ကြည့်အောင်ကျွန်တော်တို့ lemons lemons ကိုတော့ကျွန်တော်ဒါ rating ပဲကျွန်တော် အဲ60ကျွန်တော်ပေးထားတယ်ဗောနော်60ကျွန်တော်ပေးထားတယ်အဲဒီနေ့ဗောနော်အားလုံးကတော့ပေးထားကြတာ6.8တဲ့ဒီနေ့ lemon's ရဲ့ performance ကမဆိုးပါဘူးမဆိုးပါဘူးဆိုတာနှစ်ကိုခွင့်ပြုခဲ့ရတယ်ဗောနော်အဲပထမခေါင်းတိုက်တဲ့အလုံးကိုတောင်းကန်ဘုကနေခေါင်းတိုက်တဲ့အလုံးကိုကျွန်တော်သိပ်မပြောလို့ဒါပေမဲ့လို့နည်းနည်းမြတ်မြတ်တရတွေးကြည့်ရရင်ပြသည်လားအဲ lemons ကဒီ free kick မှာဆိုရင်ဒီတက်ပူကောင်းလုံနိုင်ခဲ့တယ်ဗါလို့လို့ဆို free kick ကတောင်းမကြခဲ့ဘူးဗျာတိလား အီဒီယာထိတ်ကနေပြီးတော့ကာရီယိုဂလူလာမတူဘူးเนาะဘရိုက်တန်ဘက်ကကန်တာတော်တော်လေးဒေါင်းကြတယ်အဲ့လုံကိုသူရအောင်ပုတ်သွားတယ် အဲဒါမှမဟုတ်ဒန်နီဝက်ဘရဲ့အလုံကတော့ save နိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်။သို့တော်လည်းပဲအဲ့ဒီအလုံကလွဲရင် Lemons ကဒီပွဲမှာတော်တော်လေးကောင်းပါလေ Lemons ကကျွန်တော်ပြောစရာမလိုဘူး။တော့ဒီ down gun body body မှာဆိုလို့ရှိရင်သူတက်ပြီးတော့ claim ညာနေပါလေကျွန်တော်ရှိလာပြီ။ဒါဒီကျွန်တော်မြင်ချင်တဲ့အရာပဲ။ဆိုတော့ Lemons ကိုကျွန်တော်60ကျွန်တော်ပြီးထားပါတယ်။ဆိုတော့ပရိသတ်ကြီးကတော်တော်များများကလည်းလောလောဆယ်မှာ6180ကျွန်တော်ပြီးထားတယ်ပေါ့နော်။ဆိုတော့နောက်တစ်ယောက်ကကျွန်တော်တို့ကအဲ Lenny Yuru ပါ။ Yuru ကလည်းပဲ ကျွန်တော်ဘွန်တော့ဒီဒီဟိုမှာဘယ်လိုပြောမလဲမစိုးဘူးလို့ကျွန်တော်ပြောမယ်ကျွန်တော်ဒီဘွဲမှာတူလဲပဲကျွန်တော်တော့6ပဲကျွန်တော်ပြီးထားတယ်ဗောနော်အဲ6.3ဗောနော်အဓိကကယူရိုကစန်တဘက်3ရောက်တယ်မှာဒီနေ့နည်းနည်းလုတ်ပြနိုင်တာအ ਨੇ ဆုံးလို့ကျွန်တော်ထင်တယ်လူရှောကလည်းသူ့အနေနဲ့သူအဆင်ပြေတယ်မလူရှောကိုအဲယူရိုကိုကျွန်တော်ကြည့်ရင်သူကသူကဘယ်လိုပြောမလဲဘောပလင်း ability ကဘေးတက်ပလေးမှာအလောက်ကြီးကြီးကောင်းသေးတာမျိုးမဟုတ်သေးတော့သူ့စီဘောလုံးရောက်လာပြီဗောနော် passing option မရှိတော့ဘူးဆိုလို့ရှိရင်သူနည်းနည်းလေးယုံကန်လာရတယ်ဗော။ နော်ဒါအပြင်လောင်းဘောဒီဘိုင်းဆိုလို့ချင်းအဲ့တော့တိကျတဲ့တိုင်မှာမပါဘူးပေါ့နော် line breaking pass ဒီဘိုင်းလည်းကျွန်တော်ကောင်းကောင်းပြီးနေတဲ့တိုင်မှာမပါဘူးအဲ့တော့ယူရိုနီနဲ့ဒီပွဲကပေါ့နော်အဆင်ပြေတယောင်ပဲရှိခဲ့တယ်လို့ကျွန်တော်တို့ထင်တယ် rain နဲ့ကျွန်တော်တရုတ်သုံးတိကျွန်တော်ပြီးထားပါတယ်နော်နောက်တစ်ယောက်က delete ပါ delete ကိုကျွန်တော် rain နဲ့ကျွန်တော်ဒီဒီပွဲမှာကျွန်တော်70တိကျွန်တော်ပြီးထားတယ်နော်အားလုံးကတော့70မှကျွန်တော်မစိုးဘူးနော်အဲအားလုံးကထပ်တူနီးပါးကြာကြတယ်ဆိုတော့ delete ကဒီကနေ့ပြောရရင်ဒီပွဲမှာအဆင်တော်ပြေတာပေါ့နော်ဒီပွဲမှာမဟုတ်ကျွန်တော်တို့ရှိဗီဒီယိုဒီမှာလည်းကျွန်တော်ပြောတယ် delete အနေနဲ့ တော်တော်လေးကိုသဘောကျဖို့ကောင်းနေပေါ့နော်တော်တော်လေးကိုကျွန်တော်သာလက်ရှိအတင်မှာတိုးတက်မှုတွေအများကြီးရှိလာတဲ့ကစားမားဆိုပြီးတော့ကျွန်တော်ပြောကြသလိုပဲတော်တော်လေးလည်းတည်ငြိမ်မှုတွေပြတ်သားလာတဲ့ကစားမားပါအဲတော့ကျွန်တော်ဒီလေးကို rain နဲ့ကျွန်တော်70တော့ကျွန်တော်ပြီးထားတယ်ခန်းစစ်မှာတော်တော်လေးလည်းကောင်းခဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲနောက်တစ်ယောက်က look show ပါ look show ကိုလည်းကျွန်တော်ဒီနေ့ပွဲတင်မှာ rain နဲ့ကျွန်တော်70ကျွန်တော်ပြီးရတယ်အားလုံးက6.7နဲ့ okay fair fair ဖြစ်ပါတယ်နော်အဲပွဲပီးတီသူမကစားခဲ့ရဘူးကစားသွားတဲ့ပွဲတော်တွင်းလေးမှာဆိုရင်တော်တော်လေးအဆင်ပြေခဲ့တယ်ပေါ့နော်အာလူချိုအနေနဲ့ တက်နိုင်မှသူအကူကြီးဖြစ်ခဲ့တယ်တကယ်လည်းပဲသူဟာနေသူကန်တာနဲ့သူပါဝင်နိုင်ခဲ့တယ်ဗျာနောက်တန်းမှာဆိုလို့ရှိရင်တကယ်ဘယ်လိုပြောမလဲအဆင်ပြေတယ်လို့ကျွန်တော်တို့ထင်နေပါတော့ဆိုတော့ rain နဲ့ rain နဲ့ကျွန်တော်6ပဲကျွန်တော်ပြီးထားပါတယ်နောက်တစ်ယောက်ကကျွန်တော်နေတဲ့ armadia လို့ပါကျွန်တော် armadia လို့ကိုကျွန်တော် rain နဲ့ကျွန်တော်အဲဒီကနေ့ armad နဲ့မင်းလူချိုးသူမင်း armad ကတော့ပူကောင်းသေးတယ်လားလို့သိလား ညကျွန်တော် 6G ပဲကျွန်တော်ပြီးသားပြီเนาะအောက်က7.1 ਨੇ โอเคဆိုတော့အာမတ်เนี่ยကျွန်တော်တို့ဘောနော်အမ်ပူမိုးရဲ့ဂျားထဲမှာအခြေဆက်တင်မိလာတာတော်တော်လေးကောင်းနေအရာပါဒါအပြင်အာမတ်ဒီယာလိုနေနေဘောနော်ကိုအသင်းပေါ်ဒီအတွက်လည်းသူတချို့ chance creating တွေလုပ်ခဲ့တာမျိုးတွေကျွန်တော်ရှိတယ်အမ်ပူမိုးနဲ့သူနေဂျားထဲမှာတော်တော်လေးအတွဲညီလာတာကိုကမဆိုးလို့ကျွန်တော်ပြောရမှာဘောနော်ဒါကြောင့် United နေနေဒီကစားမလေးကိုရထားတာတော်တော်လေးကံကောင်းပါတယ်ဆိုတော့ကျွန်တော်ကြည့်မယ်ဆိုရင်အာမတ်ဒီယာလိုကိုကျွန်တော်ကတော့ဘောနော်ဒါသူ့ကိုလည်းအချိန်ကြီးကလဲလဲရတာဒီလည်းဖြစ်တဲ့အတွက် 60ပဲကျွန်တော်ပေးထားပါတယ်။ကက်စီမီရိုအန်ဂယ်ကိုကျွန်တော်ကျွန်တော်ရင်းနဲ့ကျွန်တော်70နဲ့ကျွန်တော်ပေးထားတယ်ဦးလီကက်စီမီရိုကိုဦးလီကက်စီမီရိုကဒီနေ့ပွဲမှာတော်တော်ကောင်းတာကျွန်တော်တို့အချီနီရတော့သူ့ကိုထုတ်လိုက်ရတယ်။သတိစည်းလည်းဖြစ်နေပြီပါညာဆိုတော့အန်ဂိုရင်းကလည်းတခြားကစားသမားတွေကိုပေးပြီးတော့ကစားစီခြင်းတဲ့သဘောမျိုးပါနော်။အဲ့တော့ကျွန်တော်အနေနဲ့ကက်စီမီရိုကိုကျွန်တော်ထုတ်လိုက်တယ်။ကက်စီမီရိုကသူ့သွင်းခဲ့တဲ့တကူအပါဝင်ပုံကိုပဲကောနော်။ချန်တဲ့အရာတွေကတော်တော်လေးကိုအဆင်ပြေတာကစားတာတော်တော်လေးကိုအဆင်ပြေတယ်။ဆိုတော့ ကက်စမီရိုရဲ့ဘယ်တော့ဒီလို performance မျိုးဒီကိုကျွန်တော်က week in week out မျှော်လင့်ဖို့ကျွန်တော်ကြိုးပမ်းရမှာသူလုတ်ပြနိုင်မလားပဲကျွန်တော်ကြည့်ရမယ်။နောက်တစ်ယောက်က Bruno Fernandes ပါ။ Fernandes ကိုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာကျွန်တော် rating နဲ့ကျွန်တော်80ပေးထားတယ်။7.7ဆိုတော့တော်နည်းဆက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ပြည်တယ်ဒီဈာထဲမှာ။မနေ့ပြောရင်ပြားသီးလားဒီ twin goal တွေဖန်တီးမှုတွေတူတူကြဲကြဲမပါဘဲနဲ့ပေါ့နော်။ Fernandes ကတော်တော်ကောင်းအောင်လုတ်ပြနိုင်ခဲ့တာ။ကျွန်တော်တို့ခါတိုင်းဆိုလို့ရှိရင် Fernandes ညံ့တယ်လားမညံ့ဘူးလား Fernandes ကောင်းလားမကောင်းဘူးလားဆိုတာအများကြီးမြင်နိုင်ကြတဲ့အရာမျိုးတွေပြားသီးလား။ ဒါမျိုးလို့ပေါ့နော်ဖာနန်ဒက်ကဒီပွဲမှာသွင်းကိုတွေဖန်တီးမှုတွေမပါဘဲနဲ့ကိုပဲသူဘလောက်ထိကောင်းတယ်လဲပေါ့သူဘလောက်ထိ intelligent ဖြစ်တဲ့ player လဲဆိုတာကောင်းကောင်းမြင်ခဲ့ကြတယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ကျွန်တော်တစ်ဖက်ကတွေ့ရင်ဝမ်းသာကြပါဘာကြောင့်လဲဆိုတော့ကစားမအများစုကိုလျှက်ရှိတဲ့ခင်မှာသွင်းကိုတွေဖန်တီးမှုတွေနဲ့ပဲဆုံးဖြတ်ကျင်နေကြတဲ့အနေအထားမျိုးမှာတကယ်တကယ်ကွင်းကိုရီဖန်တီးမှုတွေမရှိဘဲနဲ့ကွင်းထဲမှာပေါ့နော်မနောတမချီရနေတဲ့ကစားမတွေတကယ်ပေါ်ဖော်မန့်ကွန်ပြနေတဲ့ကစားမတွေအများကြီးပါဆိုတော့ဒီနေ့ပွဲမှာလည်း ်ဖာနန်ဒက်စ်ကပွဲရဲ့မန်နော့ဒ်မက်ချ်လောက်ထိတော့မကောင်းခဲ့ပြီးမဲ့လေလို့ပေါ့နော်ကွင်းလင်မှာသူတော်တော်လေးကိုကစားပြသွားနေတယ်လို့ကျွန်တော်ထင်တယ်တိုက်စစ်လိုက်တဲ့နေရာမှာလည်းသူရှိတယ်ခံစစ်မှလည်းသူရှိတယ်၊ကွန်းလင်မှလည်းသူရှိတယ်ပေါ့နော်။ဒါတော့မှသူအသက်30နှစ်အကောင်းကောင်းမပြေးနိုင်တော့ဘူးလို့ဝေဖန်ခံထားရတာ။ဆိုတော့ Fernandez ကိုကျွန်တော် rename ကျွန်တော်7အ8ထိကျွန်တော်ပြီးထားပါဗျ။နောက်တစ်ယောက်ကဒါလောပါ။ rename ကျွန်တော်60ပြီးထားပါပဲ။တာမန်မေလူကျွန်တော်ထင်တယ်ပေါ့နော်။ဒါလောအနေနဲ့ဒီထက်ပိုပြီးတော့ကောင်းအောင်လုပ်နိုင်ရမှာပြည်တနာကပြကျွန်တော်ကဒါလောကိုမကြိုက်ဘူး။မကြိုက်တော့သူ့ကိုပဲသုံးရမှာ။ ဘာလို့လဲဆိုတော့ battery တူကပူဆိုးသလိုဖြစ်နေလို့ပဲအဲ့တော့ဒါတော့ကိုကျွန်တော်အနေနဲ့ပေါ့နော်မတက်နိုင်ဘူးသုံးရမှာပဲဒါပေမဲ့ကျွန်တော်သူ့ကို60ပဲကျွန်တော်ပေးထားပါတယ် Brian Ambumu brain နဲ့ကျွန်တော်90ကျွန်တော်ပေးထားတယ်เนาะဆိုတော့8.7နေเนาะ Ambumu ဒီနေ့ဘက်မှာတော်တော်ကောင်းတာပါ Ambumu เนาะ Ambumu ကတော့အသင်းကိုရောက်ကြတဲ့ကဂျန်နီကစားမရနေရှင်မင်းဆိုလို့ရှိရင် effort အဖြစ်ဆုံးကစားမလို့ကျွန်တော်ပြောရမယ်နောက်ဆုံး၃ပွဲမှာ၃ဂိုးသွင်းထားတယ်တကူဖန်တီးထားတယ်ပေါ့ ော့ဒီပွဲမှာဆိုလို့ရှိရင်လည်းပဲအန်ဘူမူရဲ့ဂိုးတွေကတော်တော်ကိုအတင်းအကျပ်ဒါအထောက်အကူဖြစ်ခဲ့တာအဆုံးဖြတ်ပြီးဖြစ်စေခဲ့တာပေါ့နော်တော်တော်လေးကောင်းတဲ့အရာပါဆိုတော့အန်ဘူမူစီကနေပြီးတော့ကျွန်တော်ဒီတဲ့ပူကောင်းတဲ့ performance တွေမြင်ရဖို့ကျွန်တော်မျှော်လင့်ရမယ်ဒီတဲ့လည်းပူပြီးတော့ကျွန်တော်ကောင်းနိုင်မှလည်းကျွန်တော်ရမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်အန်ဘူမူကို rain နဲ့ကျွန်တော်90ပေးထားပါတယ်တကယ်လည်းပဲပေါ့နော်အတင်းရဲ့အခိုက်အတန့်တွေကိုဒါအဆုံးဖြတ်ပြီးနေဆိုရှင်ကစားမတယောက်လို့ကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ယောက်က Matthew ကုညာပါကုညာကိုလည်းကျွန်တော် rain နဲ့ကျွန်တော်90ပေးထားတယ်မဒီစကွန်ညာကဒီပွဲမှာတော်တော်ကိုကောင်းလာ မဒီစ်ကူညာသူသွင်းခဲ့တဲ့တကူအပါဝင်ကိုပဲနော်ဘရူနိုတို့နဲ့အချိတ်ဆက်တီကစားတာမျိုးတွေတောင်ပေါ်မှာအချိတ်ဆက်တီဒါလောက်တို့နဲ့ကစားတာမျိုးတွေတိုက်စစ်မှာဆိုလို့ရှိရင်အရင်ပွဲတွေကတည်းပို့ပြီးတော့လူတွေပါတယ်သူပေးနေပြီပြသည်လားကန်တဲ့နဲ့နေရာကန်တယ်လူပေးတဲ့နဲ့နေရာပေးတယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်မြင်နေရပြီဆိုတော့မဒီစ်ကူညာနေနဲ့တတော်ကိုကောင်းတာပါဆိုတော့ဒီပွဲကကူညာနေနဲ့မန်နော့ဒ်မက်ချ်နဲ့ကျွန်တော်ရသွားတယ်ဗောနော်ကျွန်တော်ချီးကျူးစရာပါအဲကျွန်တော်ကတော့ ဟိုအံမူမူလိုမျိုးတွင်းကိုးတွေကျွန်တော်ဒါနှံကိုးတွေဘာညာမရှိခဲ့ဘူးဆိုပေမဲ့လေလို့ပေါ့နော်။ကုညာအနေနဲ့တော်တော်ကောင်းတဲ့ performance မျိုးပြသွားတယ်လို့ပဲကျွန်တော်ထင်တယ်။နောက်တစ်ယောက်ကဘင်ဂျမင်ရှေ့ကူပါ။ကုညာအံမူမူလိုတော့ကျွန်တော်မကောင်းနိုင်ပြီမဲ့လေလို့ပေါ့နော်။ကျွန်တော်7 ठी တော့ကျွန်တော်ပေးထားတယ်။အဲတလုံးဖန်တီးမှုကျွန်တော်ရှိခဲ့တယ်။တကယ်လည်းပဲကောင်းတဲ့ performance တချို့ကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်။ဖြည်းဖြည်းချင်းကျွန်တော်ဆက်သွားမယ်ဆိုရင်ဘင်ဂျမင်ရှေ့ကူအတွက်တွင်းကိုးတွေဘာတွေကကျွန်တော်တိတ်ဝေးတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ အဲဒီအများကြီးပို့ပြီးတော့အဆင်ပြေနေတယ်လို့ကျွန်တော်ထင်တယ်တိုက်စစ်၃ရောင်စလုံးကောင်းနေတာမြင်ရတာကကျွန်တော်တို့အတွက်ကျွန်တော်တို့သာအထင်ကြီးကောင်းနေပြီများသီးလားဆိုတော့အရင်လူစင်းကိုကျွန်တော်ကြည့်ရင် Eden Heaven assist တလုံးရပါတယ် Rain Man ကျွန်တော်60ပေးထားတယ် Even Eden Heaven နေနဲ့ဒီ Ambu နောက်ဆုံးတွင်းခဲ့တဲ့လုံးကသူသူ assist ရတာပေါ့နော်အဲ Patrick Duku ကတော့တော်တော်စူးစူးပါကျွန်တော် Rain Man ကျွန်တော်3ထိပေးထားတယ် Duku ဝင်လာကလေးကနေပြီးတော့အချင်းကြီးကတော်တော်ကိုစိုးတာနော်ဟိုအမားတွေလည်းသူလုတ်တယ်ပေါ့နော်တော်တော်လေးတိုင်ပတ်တယ် ဒီထက်ပိုကောင်းလောက်ပြတင်တာပါဒိုကူကဆိုတော့ရင်းနဲ့ကျွန်တော်3တိပဲပြီးထားပါတယ်ကိုဝီမေနူပေါ့နော်ကျွန်တော်ရင်းနဲ့ကျွန်တော်အဲ5တိပြီးထားတယ်အဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်မေနူအနေနဲ့ပထမဝင်ဝင်လာလာချင်း7မိနစ်လောက်9မိနစ်လောက်မှာပေါ့နော်တိုင်ပတ်နေသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့တော်တော်လေးကိုအချိန်ကြီးကောင်းလာတယ် အဲဒီကလေးပဲကောင်းတဲ့ performance တွေအဆင်ပြေအောင်လုပ်ပြနိုင်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ယောက်ကဥကာတိပါဥကာတိလည်းပဲကျွန်တော်ကတော့5တွေကျွန်တော်ပြလိုက်ပါမယ်နေ့လုံးက5ပဲလीနော်သူကနေသူအဆင်ပြေတယ်ဆိုတော့လीနော်အဆင်ပြေတယ်ဆိုတော့ကျွန်တော်ပြလိုက်မယ်ဂျူဂျူဝါဇီကီကိုတော့ကျွန်တော်တော်တော်လေးသဘောကျတဲ့နေရာမှာပါတယ်ဝင်လာတဲ့နေရာမှာအတိုင်းပဲကျွန်တော်5 T တော့ပိုလိမယ်လို့ကျွန်တော်မထင်ဘူး MO ရင်းကို range နဲ့ပဲကျွန်တော် 90T ပြထားတယ်ကျွန်တော်တို့ MO ရင်းနဲ့ပတ်သက်လို့ပြောလို့ရှိရင် ဟိုစိုးတာကောင်းတာတွေကျွန်တော်ရှိတယ်ဝေဖန်တင်တာချိတာတွေရှိတယ်ပေါ့နော်ချီကျူးတင်တာတွေကျွန်တော်ရှိတယ်ပေါ့ဒီနေ့ပွဲဟာချီကျူးတင်တဲ့အရာပါသူကျွန်တော်တို့သတိစည်းဖြစ်သွားပြီဖြစ်တဲ့အတွက်တချို့ကစားမားတွေကိုပေးကစားခြင်းနဲ့ဇောနဲ့သူလူစားလဲလိုက်တာတွေရှိပြီမဲ့လေလို့ပေါ့နော်အသင်းဟာအဲ့လောက်ကြီးဒီ collapse ဖြစ်သွားရအကြောင်းမရှိဘူးဒါဒီ MOD လုံနိုင်တာရဲ့အပြင်ဘောင်းပြင်ကိုကျွန်တော်ရောက်နေတယ်ဒါကြောင့်နီးပြဖြစ်တဲ့ Ruben MOD နေနဲ့ဒီနေ့ပွဲမှာသူရဲ့ အတင်းကိုပြင်ဆင်တဲ့ပုံစံတွေ Brighton ကိုရင်ဆိုင်မှုအတွက်ပြင်ဆင်တဲ့နေရာတွေပုံစံတွေမှာတော်တော်ကိုပေါ့နော်သဘောကျစရာကောင်းခဲ့တယ်လို့ကျွန်တော်ထင်တယ်အလုပ်ဖြစ်ခဲ့တယ်လို့ကျွန်တော်ထင်တယ်ထိရောက်ခဲ့တယ်လို့ကျွန်တော်ထင်တယ်နော် Rain နဲ့ကျွန်တော်အဲ့လိုကြီးကျွန်တော်ပြထားပါတယ် Man of the Match ကိုတော့ကျွန်တော် Matthew Cunha ကိုယူလိုက်မယ်နော် Cunha ကိုနော် Cunha ကို Man of the Match ယူလိုက်မယ်ဒါပေမဲ့လို့ Brian Ambumu ကလည်းတော်တော်လေးကိုကျွန်တော်ကောင်းနေတယ်မှာပါတယ်ဗျာဒီလား Ambumu ကလည်းလေဆိုတော့ကျွန်တော်အနေနဲ့ဒါကျွန်တော် Reserves လေးကျွန်တော်ကြည့်ကြည့်အောင်နော် Reserves လေးကျွန်တော်ကြည့်ကြည့်အောင် အဲကျွန်တော်အဲ့လိုပို့ပေးပြီးပြီဆိုရင်ကျွန်တော်ဒီမှာ submit your boat ဆိုပြီးတော့ရှိရအဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်ရင်ဆိုတော့ Brian Ambumu ကကျွန်တော်ပေါ့နော်အဲကျွန်တော်တို့လက်ရှိမှာပြည်သက်ပေါင်း800ကျော်ပေါ့နော်800ကျော်ကျွန်တော် rate လုပ်ထားကြတယ်အဲ့ဒီထဲမှာ Brian Ambumu က man of the match ဆိုပြီးတော့ကျွန်တော်သိရပါတယ်ဆိုတော့ဒါကတော့ညီကလေးရဲ့ပို့ပေါ့လေဆိုတော့ညီကလေးနီနီရောတခြားဘယ်ကစားမတွေကပို့ပြီးတော့ကောင်းကင်တီတဲ့ညီကလေးမြင်ကြတယ်နော်ဆွေးနွေးကြပါအောင်ဆိုတော့ကြည့်ကြည့်ပါပြီးတဲ့ညီကလေးများလုံးကိုကြည့်ကြည့်များနေပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ